မင်္ဂလာပါရှင်ကျမတိကပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့အချိန်ကာမှုမိုးရွာနိုင်မဲ့တဲ့ပေးချက်အမှတ်စဉ်29ခုမြင်းဆောင်2025ကိုထုတ်ပြန်ပေးပါမယ်2025ခုနှစ်ဧပြီလ28ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ညနေ6နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ9နာရီခွဲချိန်တိုင်းထွာချက်တွေရအနောက်ဘက်ကရွှေရှားလာတဲ့လေဝေလိုင်းတွေရဲ့အရှင်ကြောင့်၎င်းအရှိဘက်ကရွှေရှားလာတဲ့လေဝေလိုင်းတွေရဲ့အရှင်ကြောင့်၎င်းကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ကလင်းနှွေးတွေနဲ့ တရုတ်ပြည်မှာကြီးပေါ်မှာရှိတဲ့ Liphi RG ဒေဝွန်ဒေတာကရွေးရှားလာတဲ့လေးတွေတွဲဆောင်လာကြောင်းလကအဖို့ပြန်တဲ့အတိန်လေးဖြစ်ထွန်းမှုအားကောင်းလာကြောင်းလကဒီနေ့ညနေကနေ၄ရက်၅လ2025အတွင်းမှာနေပြည်တော်ရောင်းတိုင်းဒေတာကြီးမန္တလေးတိုင်းဒေတာကြီးပဲခူးတိုင်းဒေတာကြီးမကွေးတိုင်းဒေတာကြီးစကိုင်းတိုင်းဒေတာကြီးအရာရီတိုင်းဒေတာကြီးတရိန်နိုင်တိုင်းဒေတာကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာဆဲဆဲကနေနေရာအနှံ့အပြားမှုတိကျုံရွာသွန်းပြီးတော့တချို့ဒေတာတွေမှာဒေတာအတိုင်းနဲ့နေရာကွက်ပြင်မှုကြီးပါမယ်။ ချို့ဒေသတွေမှာဒေသအလိုက်နေရာကွက်ပြီးမိုးကြီးပါမယ်။အကြံပြုချက်အနေနဲ့ကတော့ပြည်သူတွေအနေနဲ့အချိန်ကမှုမိုးရွာသွန်းနိုင်တဲ့အတူတူနေပြင်းတွေတိုက်ခတ်တာ၊မိုးထချုံတာမိုးကြိုးပြစ်တာ၊လျှက်စင်းလက်တာမိုးသီးကျွေတာနဲ့မြေပြိုတာစတဲ့မလွတ်သားဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုလာတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ကြိုတင်ခံမှန်းပေးထားတဲ့အတိုင်းအရှိလေပွေလိုင်းဟာ24နာရီအတွင်းမှာမိုးရွာသွန်းနိုင်တဲ့ဒေသနဲ့ခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ နေချမလို့တာဥွေဖြူအောင်ကတော့29ရက်လီလာ2025ရက်နေ့မနက်9:50မိနစ်ချိန်မှာအခုလိုထုတ်ပြန်ခဲ့ပါတယ်။မိုးပြင်းနဲ့ကရင်ပြည်နယ်ရောင်းတိုင်းဒေသကြီးဘိုးတိုင်းဒေသကြီး၊ ERI တိုင်းဒေသကြီးနေပြည်တော်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာနေရာစိစိရှမ်းပြည်နယ်မြောက်ပိုင်း၊ကယားပြည်နယ်၊မန္တလေးတိုင်းဒေသကြီး ၊လင်းနိုင်တိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်အထက်ပိုင်းမှာနေရာကျဲကျဲမိုးရွာသွန်းပါမယ်။ရောင်းတိုင်းဒေသကြီး၊ဘိုးတိုင်းဒေသကြီးအရှေ့ပိုင်းမွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့နေပြည်တော်မှာတော့မိုးသည်တန်စွာရွာသွန်းလာတဲ့အတူတူလေပြင်းတွေတိုက်ခတ်တာ၊မိုးထစ်ကြုံတာ၊လျှက်စီးလက်တာနဲ့မိုးသီးကျွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်နိုင်တာကိုလည်းသတိပြုစီလိုတယ်လို့ဆိုပါရစေ။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ တိုင်းတင်းတင်းဖြစ်ထောနိုင်ကနေရာကွက်ကြားမိုးနှဲငယ်လောက်သာရွာသွန်းနိုင်တယ်လို့လည်းဆိုပါရယ်ဆက်လက်ပြီးတော့လည်း2025ခုနှစ်အင်ပလာ29ရက်နေ့ဒီနေ့မိုးလဲ2နာရီချိန်နေ့စဉ်မိုးလေဝသတင်းကိုဖော်ပြပေးပါမယ်ဒီမနေ့မနက်9နာရီခွဲချိန်ကဒီနေ့မနက်9နာရီခွဲချိန်ဒီမိုးလေဝသတိုင်းထွာချက်တွေရတော့လွန်ခဲ့တဲ့24နာရီတွင်ကရခိုင်ပြည်နယ်မှာတိုင်းတင်းတင်းဖြစ်ထောခဲ့ပါရယ်မိုးတိုင်းဒေသကြီးနဲ့ AR တိုင်းဒေသကြီးမှာနေရာကွက်ကြားကယားပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာချင်းချင်းနေပြီးတော့မန္တလေးတိုင်းဒေသကြီးမိုးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးမှာနေရာဆင်းဆင်းနဲ့ ကြက်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာအနှံ့အပြားမှုတွေကြုံကြွားသွားပြီးတော့ကရင်ပြည်နယ်နဲ့မော်ပြည်နယ်မှာနေရာကွက်ပြီးမှုခြေခဲ့ပါတယ်။နေဘူးချိန်တွေကတော့မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အောက်ပိုင်းချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းမှာအေဘေလာရဲ့ပြင်းပြအပူချိန်ထက်3ဒီဂရီဆယ်စီယပ်နဲ့နေပြည်တော်ဗကိုးတိုင်းဒေသကြီး၊အရောက်တိုင်းဒေသကြီးနဲ့ရှမ်းပြည်မြောက်ပိုင်းနဲ့တောင်ပိုင်းမှာအေဘေလာရဲ့ပြင်းပြအပူချိန်ထက်2ဒီဂရီဆယ်စီယပ်ပိုခဲ့ပြီးတော့ကယားပြည်နယ်မှာအေဘေလာရဲ့ပြင်းပြအပူချိန်အောက်2ဒီဂရီဆယ်စီယပ်ရွံ့နေခဲ့တာ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာအင်ဖလာရေပြန့်မြောက်မှုချင်းကသာရှိခဲ့ပါတယ်။28ရက်လေတာ2025မှာပြစ်ပေါ်ခဲ့တဲ့ထူးခြားတဲ့နေပူချင်းကတော့6မြို့မှာ55.3ဒီဂရီဆယ်စီရဲ့ဆယ်မြို့ကျွန်းမှာ53.3ဒီဂရီဆယ်စီရဲ့မြင်းမြို့မှာ52.9ဒီဂရီဆယ်စီရဲ့မြင်းကြံမှာ52.8ဒီဂရီဆယ်စီရဲ့တရားဟုလေကြောင်းမှုလို့တာမှာ52.9ဒီဂရီဆယ်စီရဲ့မင်းမှုမြို့မှာ52.6ဒီဂရီဆယ်စီရဲ့ရမဲသိန်းနဲ့တောင်တွင်းကြီးမြို့မှာတော့52.5ဒီဂရီဆယ်စီရဲ့ဆောင်းတို့မှာ52.3ဒီဂရီဆယ်စီရဲ့နဲ့ည ာဦးမြို့ကြောက်စဲလွန်ကျော်မကွေးမြို့နယ်ကံဝဲမြို့မှာတော့48ဒသမ8ဒီဂရီဆယ်စီယက်လေးဖြစ်ကြပါတယ်။မှတ်သားဖွယ်ရမွေးချိန်ကတော့တင်စီယက်မြို့မှာ4.3မှ9ကုလမ်မှာမြားရီမြို့မှာ3.3ဒသမ3ကုလမ်မှာကျဲခွေမြို့မှာ2.6ဒသမ6ရှင်လမ်မှာရွှေကျင်မြို့မှာ2.6ဒသမ6လေးလမ်မှာတာချင်းလေးမှာ2.3ဒသမ3လမ်မှာပေါင်မြို့မှာ2.5ဒသမ5လမ်မှာချောင်းမြို့မှာ2.8ဒသမ8လမ်မှာမော်ဝင်းဆိုင်ပြိုးရိုးမိုးလေဝသမှာ2.3ဒသမ9လမ်မှာ ရန်ကုန်မြို့နယ်မြို့မှာတည်ထသမ6တင်ပတ်မှာနဲ့ကြိုင်မြို့မြို့မှာတည်ထသမ5ကွန်လက်မှာဖြစ်ကြပါတယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ပေါ်မှာတိမ်တင်းတွေကနေတည်ထွက်ပါတယ်။နမ္မမနေချေဒီခံမှန်းချက်ကတော့နေပြည်တော်ရောင်တိုင်းဒေသကြီးမိုးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊အီယာယီတိုင်းဒေသကြီး၊ကယားပင်နဲ့ကရင်ပင်နဲ့မော်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာအနှံ့ပြားမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောင်ပိုင်းတနိုင်တိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်မှာနေရာစစ်စစ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာနေရာကျဲကျဲမုတ်တဲကြုံရွာသွန်းပြီးတော့ ရောက်တိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးရောက်တိုင်းဒေသကြီးကရင်ပြည်နယ်မုံပြည်နယ်မှာနေရာကွက်ပြီးမူကြည့်ပါမယ်။ကျောင်းရရောင်းတို့ပြည့်ဖြစ်ပါတယ်။မိုးတိုင်တောင်ဖြစ်ပေါ်မူခြင်းတွေကတော့ရောက်တိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးအရောက်တိုင်းဒေသကြီးမုံပြည်နယ်မှာမိုးတိုင်တောင်ပြထုံးလျက်ရှိပြီးတော့ဆိုပါမိုးတိုင်တောင်ရွေးရှမ်းရနေရာတခြားမှာတော့မိုးရွာသွန်းတာတွေနဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးတိုင်ကြုံတာမိုးကြိုးပြတာလျှက်စီးလက်တာနဲ့မိုးသီးကျွေတာစတဲ့မလို့မသာဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုထားတာဖြစ်ပါတယ်။ မြန်မာပင်လယ်ပြင်မှာလှိုင်းတင်တဲ့ရှိပါမယ်။လှိုင်းမြဟာမကန်ရက်တချောင်းနဲ့ကန်တော်ပင်လယ်ပြင်မှာ၅ပေကနေ၈ပေကရှိပါမယ်။နောက်နေ့အတွက်ခမန်းချက်ကတော့နေပြီးတော့ရောင်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ဘိုးတိုင်းဒေသကြီး၊မိုးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တရင်းတိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာဆဲဆဲကနေနေရာအနှံ့ပြားမှုထက်ကျုံရွာပါမယ်။နေရာနဲ့နေတော်အတွက်မနက်ကမနက်ချိန်ထိခမန်းချက်ဟာနေရာကွာကြမှုထက်ကျုံရွာပါမယ်။ရွာရွာနှုန်းပြဖြစ်ပါတယ်။ ရောင်မျိုးနဲ့နေတော့အတွက်မနက်ပိုင်းမနက်ချိန်ဒီခံမှန်းချက်ဟာနေရာကွက်ချမိုးထက်ကြုံရွာပါမယ်။ရွာရောင်တို့ဖြစ်ဖြစ်ပါတယ်။မန်းလေးမျိုးနဲ့နေတော့အတွက်မနက်ပိုင်းမနက်ချိန်ဒီခံမှန်းချက်ဟာနေရာကွက်ချမိုးထက်ကြုံရွာပါမယ်။ရွာရောင်တို့ဖြစ်ဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့လည်းတာချင်လေးနဲ့မင်းဆိုင်ချောင်းမှာမင်းဆိုင်ချောင်းရဲ့အခြေအနေကြောင့်ဖော်ပြပေးပါမယ်။မြန်မာတိုင်းနယ်စပ်တာချင်လေးနဲ့မင်းဆိုင်ချောင်းမိုးရွာတုံမှုနဲ့အတူတူတောင်ကြီးချောင်းပဲမင်းဆိုင်ချောင်းထဲမှာရေတွေပြန်တက်လာတဲ့အခြေအနေကိုမင်းဆိုင်မျိုးနဲ့စီပင်တရားရဲ့အဖွဲ့ရဲ့ဝမ်ဘကန်စီပင်တရားရဲ့အဖွဲ့က drone နဲ့ ဒီနေ့2025ခုနှစ်အပြီလ29ရက်နေ့နေ့လယ်2နာရီချိန်မှာမှတ်တမ်းတင်ထားတာတွေ့ရပါတယ်။မှတ်တမ်းထပ်မုံနေကြတော့မဲဆိုင်ချောင်းတက်ဆောင်မဲဆိုင်နဲ့တာချက်လေးအနေပိုင်းရက်ွက်တွေဖြစ်တဲ့မဲဆိုင်မြို့အနေနဲ့ကော်ဆိုင်ရက်ွက်နဲ့ချစ်ကြည်ရဲ့အမှတ်တရတာအနေဇေဝန်ဝကျင်မှာရေတွေဝင်ရောက်နေတာတွေ့ရပါတယ်။မြန်မာနိုင်ငံဘက်တာချက်လေးမြို့မှာတော့မဲဆိုင်ချောင်းဒီမှာရှိတဲ့ပုံထော်ရက်ွက်တာလို့ရက်ွက်မကအုပ်ခန်းရက်ွက် မေဖလာဝါကွင်ဝမ်ကောင်းရပ်ဘွက်အတွင်းနဲ့နှင်းစီလန်စားတိုင်းဆက်သွယ်ရေးလမ်းနဲ့မြင်းစုလန်တာလောကျောင်းလမ်းအပါဝင်တာလောဆေးကိုသွားရောက်လမ်းတစ်လျှောက်မှာရေတွေဝင်ရောက်နေစေဖြစ်တာကိုလည်းတွေ့ရပါတယ်။အေဘလာ29ရက်ညပိုင်းကတာချလိအထက်ပိုင်းမိုင်းဆက်ခရိုင်အတွင်းမိုးရွာသွန်းတာဖြစ်ပေါ်ခဲ့တယ်လို့အေဘ28ရက်နေ့ညပိုင်းကလည်းတာချလိနဲ့မိုင်းဆက်ခရိုင်အတွင်းမိုးရွာသွန်းမှုကြောင့်ပဲတောင်ကြားရာမေဆိုင်ကျောင်းတွင်းကိုဝင်ရောက်လာတာကြောင့်ချောင်းရီကတော့အခုလိုမြင့်တက်လာတာပါ။ မဲဆန်ချောင်းတဲရီတွေဟာအရင်ကလိုတန်းစင်တာမရှိတော့ဘဲနဲ့တာရှိလင်းမြို့အတွင်းလွယ်တော်ခန်းကြည့်ပါအောင်ဆိုအထက်ပိုင်းနဲ့တာရှိလင်းအထက်ပိုင်းမိုင်းဆက်ခံရအတွင်းမှာတော့အကြီးစားရွှေတိုးပေါ်မှုတွေကြောင့်အစိုးရလုပ်ငန်းကွင်ကမြေစာတွေနဲ့စော့ပြင်းတသက်တုပစ္စည်းတွေဟာမဲဆန်ချောင်းတဲကိုဝင်ရောက်နေတာရှိနေလို့ရေကြောင့်ကျမ်းမာရေးထိခိုက်ပွဲရှိပြီးရေတွင်းကတသက်တုတွေဆစ်ဆဲတွေ့ရှိလို့နှစ်ဖက်ပြည်သူတွေ အစိုးရရင်းနဲ့ထိတွေ့မှုတည်ထားကြဖို့လည်းပဲထိုင်းနိုင်ငံဘက်ကသတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒါအပြင် April 28ရက်နေ့လည်း2နာရီခွဲမှာတော့ update ဖြစ်တဲ့ ECNWM Model Focus မှာတော့ April 29ရက်မနက်8နာရီကစလို့စကန်တိုင်းတောင်ပိုင်းနဲ့ Maritime တစ်ခုလုံးမှာမိုးများနိုင်မယ်လို့ဆိုပါတယ်။နေပြည်တော်မှာတော့မိုးအားရော့ပြီးပဲခူးတိုင်းအချိန်ကြာမှာမိုးအားပြောင်းများမယ်လားလည်းတွေ့ရပါတယ်။ပဲခူးတိုင်းအချိန်ကြာမှာမိုးအားပြောင်းများမယ်လို့လည်းတွေ့ရပါတယ်။ဒီလိုမိုးများနိုင်တဲ့အချိန်တွေက April 30ရက်ထိဆက်နိုင်မယ်။နှစ်ရက်ဆက်တိုင်မိုးရွာနိုင်မယ်မိုးများနိုင်မယ်လို့ဆိုလိုတာလည်းဖြစ်ပါတယ်။မန်လေးမြို့တောင်ဘက်ကတရားဝင်မြင့်ငယ်မြင့်တာကိုမဲ သဲရောဝမ်းတွင်ကျောင်းဆင်မိထီလာဒေသတွေမှာတော့နိုင်ရက်ဆက်တိုင်းမိုးများနိုင်တယ်လို့ဆိုပါရယ်။ကြံပြည်နယ်နဲ့တိုင်းဒေသတွေထဲမှာတော့30ရက်ကနေမိုးများမဲ့အချိန်တွေကရှမ်းပြည်နယ်ဘက်ရောက်လာပြီးတော့နောက်လာမဲ့24ရက်တွေကျိုတင်ခံမှန်းချက်ပြေလို့တော်တော်သိကြတယ်လို့ဆိုပါရယ်။ မြန်မာနိုင်ငံပေါ်ကမော်လဝတ္တအခြေအနေကိုဥရောပမော်ဒယ်တွေခံမှန်းတာကပုံပြီးတည်ကြပြီးတော့ GFS ကိုတော့မော်ဒယ်ဘောင်းချုပ် SMBE Focus ကပြန်မြထွက်လာတာယူကြတာဖြစ်ပါတယ်။မိုးရွာနိုင်တဲ့အခြေအနေနဲ့မိုးနှင်းများပြောင်းနေမှာဖြစ်ပြီးတော့ဒီနှစ်အခြေအနေကတော့ထိုင်းဘက်မှာမိုးတွေကျွာနေမှာဖြစ်တယ်လို့လည်းတွေ့ရပါတယ်။မိုးလယ်ကာလကတော့2025ခုနှစ်ဇူလိုင်လ1ရက်ကနေဩဂုတ်လကုန်ထိနဲ့ဖြစ်ပါတယ်။မိုးလယ်ကာလအတွင်းမှာတော့ ဘင်္ဂလားပင်လယ်အော်မှာလေဖိအားနဲ့ရန်ဝန်၃ချိန်ဖြစ်ပေါ်ပြီးတော့နှစ်ချိန်ကတော့ပုံမအားကောင်းလာကငုံနိုင်ငယ်ဖြစ်ကိုရောက်ရှိပါမယ်။ဒီကာလအတွင်းအနောက်တောင်မုတ်တုံလေးဟာအာသင်တဲကနေအားကောင်းပါမယ်။မိုးရသမှုချင်းတွေကတော့မွေတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးမှာရွာသွန်းမြေအောင်ယွန်းနေပြီးတော့နေပြီးတော့ရောင်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အီရတိုင်းဒေသကြီး၊တရင်းနိုင်တိုင်းဒေသကြီး၊ကချင်၊ကယား၊ကရင်၊ချင်း၊မွန်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာရွာသွန်းမြေကံမုတ်တေကြောင့်ရွာပါမယ်။ မိုးလေကာလာဂျူလိုင်လနဲ့ဩဂလမှာတော့အင်အားရမြေရမြစ်ကြီးနားမြို့ပမော်မြို့ရွှေကုန်းမြို့ကတာမြို့တပိန်ချင်းမြို့မန္တလေးမြို့စကိုင်းမြို့မြင်းမုံမြို့ပခုတ်ကုန်းမြို့ညောင်မြို့၆မင်းဘူးမကွေအောင်လံပြည်စိတ်တာဟင်္ဒရာဇလုံးမှာတော့တချိန်ကန်းစီချင်းလေးမြေကတော့ခန်းဒီဟော်မလင်ဖောင်းပြင်မော်လိုက်ကလေးဝမင်းကင်ကနီမုံရမြို့မှာတော့တချိန်ကန်းစီမြေတာမြေကတော့ကလေးမှာတချိန်ကန်းဒေါထရီမြေကတော့မြင်းငယ်မှာတချိန် စစ်တောင်းမြေကတော့တောင်ဦးနဲ့မာတော့မှာတော့တကြင်ကန်စီရွှေကျင်မြေကတော့ရွှေကျင်မြို့မှာတကြင်ကန်ပုဂိုးမြေကတော့ပုဂိုးမြို့မှာတကြင်ကန်တန်ရင်မြေကတော့ဖန်မြို့မှာတကြင်ကန်တိုင်းမြေကတော့မြောက်ရီမြို့မှာတကြင်ကန်ငုံမြေကတော့ငတိုင်းချောင်းမြို့တာပေါမြို့နဲ့ပသိမ်မြို့တွေမှာတကြင်ကန်စီတိုးမြေကတော့မအိုမြေမြို့မှာတကြင်ကန်နဲ့ဘင်းလင်းမြေကတော့ဘင်းလင်းမြို့မှာတကြင်ကန်အဲ့ဒီမြို့တွေရဲ့စိုးရိမ်ရမအသေးသေးအထက်ကိုကြော်လွန်ရောက်ရှိနိုင်ပါတယ်